ကလှူရတဲ့ကောင်းမှုကုသိုလ်ပြုပွင့်ရတာဆရာကြီးသီစီရာကြီးဇီဝကရဲ့ကျေးဇူးရှိသီစီရာကြီးဇီဝကကမြတ်စွာဘုရားကိုတောင်းပန်လို့ရှောက်ထားလို့မြတ်စွာဘုရားကခွင့်ပြုခဲ့တာအဲ့ဒီသင်္ကန်းခွင့်ပြုခဲ့တဲ့သမိုင်းကြောင်းလေးကိုဘုဒ္ဓတာဖြစ်ပြောပြအောင်မဒါလေးနည်းနည်းလေးလူသိနေတယ် မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုယ်တိုင်ရောမြတ်စွာဘုရားရဲ့တပည့်ယဟန်တွေရောဟာတရားတော်မှာတွေလှူတဲ့သင်္ကန်းကိုအလှူမခံခဲ့ဘူးဆိုပါပိုင်းတော့ကိုယ့်ဟာကိုယ်ပဲသင်္ကန်းချာပြီးတော့ကိုယ့်ဟာကိုယ်သင်္ကန်းချုပ်ပြီးတော့ကိုယ့်ဟာကိုယ်ပဲဝတ်ခဲ့တယ်အဲ့ဒါကိုသိမှအဲ့ဒါဘယ်လောက်ကြာတော့ဆိုတော့အနည်း၄၀ နော်ဖះဖြစ်ပြီးအနှစ်20ထိဖះမြင့်ပြီးအနှစ်20ထိအော်ဖះရောဖះတပည့်ယဟန်နေရောတက္ကရာကမတွေလှူတဲ့သင်္ကန်းမဝတ်ဘူးကိုယ့်ဟာကိုယ်သင်္ကန်းရှာတယ်ကိုယ့်ဟာကိုယ်သင်္ကန်းချုပ်တယ်ကိုယ့်ဟာကိုယ်ဆိုးပြီးတော့ကိုယ့်ဟာကိုယ်ဝတ်တယ်အဲ့ဒီတက္ကရာကမတွေလှူတဲ့သင်္ကန်းကိုဝတ်ဖို့မြတ်စွာဘုရားခွင့်ပြုတာကအဲ့ဒီဖះဖြစ်ပြီး20ကြာမှအဲ့ဒါဖြစ်လာတဲ့သမိုင်းကြောင်းလေးက ဖြစ်เสียရာဤဇီဝကကနေစဖြစ်ပုံလေးကမြတ်စွာဘုရားကအလုတ်ကလည်းပင်ပန်းတယ်အထိုင်လည်းများတယ်အလုတ်ပင်ပန်းပြီးတော့အထိုင်များတဲ့အတွက်အခုခေတ်ဆိုရင်တော့ဝမ်းချုပ်တာဒါမလွားဘူးဒါမသွားတဲ့ခါကျတော့မြတ်စွာဘုရားနေထိုင်လို့မကောင်းတော့နေထိုင်လို့မကောင်းတဲ့ခါကျတော့အရှင်အာနန္ဒကိုမိန့်တယ်အာနန္ဒငါခန္ဓာကိုယ်မှာ ဝမ်းချုပ်တယ်ပေါ့ပမာလူပြောရရင်တော့ဝမ်းချုပ်တယ်ပေါ့လေရတီးကြည်ရတလိရပေါ့အဲ့ဒါတွေအပြစ်အပြစ်များတာပေါ့ပျက်စီးတာပေါ့လေပျက်စီးတယ်တီးကြည်ပျက်စီးတယ်လို့ခေါ်တာပေါ့တလိပျက်စီးတယ်လို့ခေါ်တာအဲ့ဒါဆိုရင်ဓာတ်ချုပ်တာဝမ်းမသွားဘူးဝမ်းမသွားတော့အညောင်းကိုက်များပြီးတော့နေထိုင်ပြီးတော့ခန္ဓာကိုယ်ကြီးကတောင့်တင်းနေတယ်အဲ့ဒါဝမ်းသွားအောင်ငါစီစားမရမှာအဲ့ဒီတော့မဲ့ ဆရာကြီးဇီဝကကိုသွားပြီးတော့ပြောကြည်လို့ပြီးတော့ရှင်အာနာကိုလွတ်လိုက်တယ်။ရှင်အာနာနာလွတ်လိုက်တဲ့အတွက်ရှင်အာနာနာကဆရာကြီးဇီဝကကြီးကိုသွားပြီးတော့ဆရာကြီးမြတ်စွာဘုရားတော့ဝမ်းချုပ်ပြီးတော့နေတယ်။ဝမ်းမသွားဘူးလို့ပြောတယ်။ဟိုနေရထိုင်ရတာလည်းအဆင်မပြေဖြစ်နေတယ်ပေါ့။အဲ့ဒါဝမ်းသွားအောင်ဒကာကြီးဆေးလေးပါလေးလာပြီးတော့မြတ်စွာဘုရားကိုဆက်ကပ်ပါလို့ကြောက်တဲ့အတွက်ဆရာကြီးဇီဝကမြတ်စွာဘုရားတာရောက်လာ ရောက်လာပြီးတော့ပထမဆရာကြီးဇီဝကပြောလိုက်တဲ့စကားလေးကအဲ့ဒီလိုဝါချုပ်တာဆိုလို့ရှိရင်တဲ့ဝမ်းနှုတ်ရမှာပေါ့ဆင်းနဲ့ဆင်းနဲ့ဝမ်းမနှုတ်ခင်တရက်နှစ်ရက်လောက်ခန္ဓာကိုယ်ကိုနုညံ့အောင်ဆင်းနဲ့နှိမ့်နေပြီးတော့ပေးရမယ်သူတို့စာဆင်းတော့အတုံးကတော့ ခန္ဓာကိုယ်နုညံ့အောင်လုပ်ရမယ်လို့ဒီလိုလေးသုံးတယ်။သိနေဟာလို့သုံးတယ်။သိနေဟာဆိုတာခန္ဓာကိုယ်တောင့်တင်းနေတာတွေအကျော်တွေရခြင်းတွေတောင့်နေတာပြော့ပြောင်းလာအောင်လုပ်ရမယ်။အဲ့ဒါတွေကိုအရင်လုပ်ခိုင်းတဲ့ဒီနှစ်ရက်အဲ့ဒါ तू မလုပ်မပေးဘူးဆရာကြီးစီကလုပ်မပေးဘူးရှင်အာနာတော်ကအဲ့လိုပါလိုက်တယ်။ပါလိုက်တဲ့အခါကျတော့အရှင်အာနာလာသူကိုယ်တိုင်လုပ်တဲ့သဘောရှိတယ်စာမှာတော့အဲ့ဒါနဲ့အဲ့ဒီသိနေသိနေဟာဆိုတဲ့ပါဠိစကားလုံးကိုဟောဘာလုပ်လာတော့သိအောင် ကြည့်လိုက်တဲ့အခါကျတော့သိနေဟာဆိုတာတဲ့ခန္ဓာကိုယ်ကိုစီနေနေပြီးတော့နှိပ်ပေးတယ်။ဟောအဲ့ဒီကြတော့မှသဘောပေါက်တယ်။ဟာအခုကဲအခုကဲအခုအနှိပ်ခါဆိုတာကိုအဲ့ဒါတည်းလို့လာဟလာအခုကိုရီးယားလိုထိုင်းတော့အနှိပ်ခါဆိုတာစီနေလိမ့်ပြီးတော့နှိပ်တာပဲလေ။ခန္ဓာကိုယ်အကျော်တွေအချင်းတွေတောက်နေတာကိုနုညံ့သွားအောင်ပထမနှစ်ရက်လောက်ရသော်ဘုရားရဲ့ခန္ဓာကိုယ်ကိုအဲ့လိုစီနေလိမ့်ပြီးတော့နှိပ်နေပြီးတော့ပေးထားပါတဲ့။အဲ့လိုလုတ်ခိုင်းတာနှစ်ရက်လောက်လုတ်ခိုင်းတာလား။ လိုခိုင်းပြီးတော့မှဆရာကြီးဇီဝကကသူ့အိမ်ကနေပြီးတော့ဆေးယူလာဆရာကြီးဇီဝကရဲ့ဆေးကုတဲ့အထုပ်ပတ်တွေကိုလိုက်ကြည့်လိုက်လို့ရှိရင်သူကဆေးကိုကြုံပြီးတော့ပေါ်ဆတ်ထားတာမရှိဘူးဒီလူမမာလာမဒီလူမမာရဲ့ယောဂနဲ့ကိုက်မဲ့ဆေးကိုဖော်ပြီးတော့သူကကုတာအဲ့တော့မြတ်စွာဘုရားကိုဆေးကုအဲ့ဒီဝမ်းမသွားလို့ဝမ်းသွားအောင်ဆေးပေးတာကထူးဆန်းတယ်ဒီနေ့ခေတ်ထိသိပ္ပံပညာဒီလိုက်မမိတဲ့နည်းပဲဒီနည်းอ่ะเนาะသူက ြာဘူး၃ခုကိုရှာလိုက်တယ်တဲ့ကြာအဖူးလေးတွေပေါ့မပွန့်တပွန့်လေးတွေပေါ့အဲ့ဒီကြာဘူးလေးတွေရဲ့အကြာဖတ်အဖတ်ကလေးတွေရဲ့ကြားကိုဆေးထက်ဆေးထက်ကြည့်လိုက်လို့ရှင်ဆေးကမမြင်ရဘူးကြာဘူးလေးတွေကြာပတ်လေးတွေနဲ့ဟိုဘက်ဒီဘက်ဖုံးနေတယ်လို့ဆေးကိုတော့မမြင်ရဘူးကြာဘူးလေးအတိုင်းပဲအဲ့ဒါလေး၃ခုကိုမြတ်စွာဘုရားကြီးယူလာပြီးတော့မြတ်စွာဘုရားကိုဘယ်လိုလျှောက်တုံးဆိုတော့အဲ့ဒီပထမ တ်တဲ့ကြာဘူးကိုမြတ်စွာဘုရားနှာခေါင်းနဲ့ရှူပါတဲ့နော်နှာခေါင်းနဲ့ရှူခိုင်းတယ်သူကရှူလိုက်လို့ရှိရင်ပထမကြာဘူးကိုရှူလိုက်လို့ရှိရင်1 0ချိန်သွားမယ်တဲ့နော်1 0ချိန်သွားလို့ရှိရင်အဲ့ဒီကြာဘူးရဲ့အာနိသင်ကုန်သွားပြီစေနောက်ဒုတိယကြာဘူးကိုဆက်ပြီးတော့ရှူပါတဲ့ဒုတိယကြာဘူးရှူလိုက်လို့ရှိရင်လည်း1 0ချိန်သွားမယ်တဲ့သွားပြီလို့ရှိရင်တတိယကြာဘူးကိုဆက်ရှူပါတတိယကြာဘူးကိုရှူလိုက်လို့ရှိရင်လည်း1 0ချိန်သွားမယ် အဲ့ဒီကြာဘူး၃ခုကိုနှာခေါင်းနဲ့နားရှူလိုက်တာနဲ့တပြိုင်တည်းဝမ်အကျဉ်30သွားပါလိမ့်မယ်။အဲ့ဒီလိုပြောပြီးတော့ကြာဘူး၃ခုကိုမြတ်စွာဘုရားကိုကတ်ခဲ့တာ။ဘေးကလူတွေကတော့ဆေးမသိမှမဟုတ်ဘူး။သူဆေးမမသိအောင်တမင်္ဂလာပေါ်ဆက်ခဲ့တာ။အဲ့ဒီကြာဘူးကြာညာထဲမှာသူကဆေးထည့်ခဲ့တယ်လို့ပြောတာ။အဲ့တော့ဒါဟာခုခေတ်ဆေးပညာအမြင်နဲ့ကြည့်မယ်ဆိုရင်ဆေးကိုနှာခေါင်းကနေထည့်တာ။နော်။ ဒါပါဒီဝမ်းသွားအောင်ဝမ်းစုပ်စေးကိုနှခေါင်းကနေထည့်တယ်ဆိုတော့ဒီကနေ့ဒီသိပ္ပံပညာမှာတော့ငါကြားမကြားမိဘူး။ဒါစီရာဆရာကြီးဇီဝကရဲ့နီးအတော်တော်တော့တော်တော်တော့ထူးဆန်းတဲ့နီးပဲနော်။အဲ့ဒီလိုပြာဘူးသုံးမှုဆက်ကပြီးတော့ဆရာကြီးဇီဝကအကြောင်းကနေပြန်ထွက်။ထွက်ပြီးလို့ကျောင်းတကမုတ်ထွက်ပြီးလို့တကားပေါက်လည်းရောက်ရောဘာသာသွားပြီးတော့တတိယတော့ဆိုတော့မြတ်စွာဘုရားရဲ့ဝမ်းချုပ်တဲ့အချုပ်ကြီးက ော်တော်လေးပြင်းထန်နေတယ်ပြင်းထန်နေတဲ့အတွက်ငါရှောက်ခဲတဲ့အတိုင်းဒီကြာဝူးသုံးခုကိုရှူရှူုံနဲ့အကျင့်30တော့ဝမ်းမသွားနိုင်ဘူး29ကျင့်နဲ့သွားလိမ့်မယ်သူကသူပြန်သေးတာနော်မှန်းကြည့်တာဒါပေမဲ့လို့တဲ့ဝမ်းသွားပြီလို့ရှိရင်ရေချိုးရရေချိုးတာကိုဝမ်းလို့စီတို့တို့ဘိန်းဘိန်းလို့ဆရာတွေကတော့ဝမ်းလို့စီစားပြီးရေချိုးခိုင်းတာလေအဲ့ဒီရေချိုးတဲ့ခါကျမှနောက်ဆုံးကြံတဲ့30အကျင့်မြောက် ဝါကအဲ့ဒီကြမှာသွားမှာတဲ့အဲ့ဒါလေးကိုမြတ်စွာဘုရားရှောက်တော့ကသူကထဲ့မလျှောက်ခဲ့မိသူက30သွားလိမ့်မယ်လို့ပဲသူပြောခဲ့တာဟုတ်တယ်တကယ်တော့29ချိန်ပဲသွားပြီးတော့ရေချိုးမှတစ်ချိန်ကသွားမှာအဲ့ဒါလေးကိုသူပြန်ပြောရမလားပြန်မလျှောက်ရမလားစဉ်းစားနေတော့ကဲလေမြတ်စွာဘုရားလည်းဒါဝါသွားပြီးရင်သူရေချိုးမှာပါပဲရေချိုးရင်သွားလိမ့်မယ်ဆိုပြီးသူကမပြောတော့ဘူးတိတန်းနဲ့အိမ်ပြန်သွားလာဒါပေမဲ့လို့မြတ်စွာဘုရားကသူ့စိတ်ကြံတာကိုသိတယ် ပြီးတဲ့အတွက်သူပြောတဲ့အတိုင်းပထမကြာဘူးကိုရှုပ်လိုက်တယ်၁၀ချိန်သွားတယ်ဒုတိယကြာဘူးကိုရှုပ်လိုက်တယ်၁၀ချိန်သွားတယ်တတိယကြာဘူးကိုရှုပ်လိုက်တဲ့အခါကျတော့၉ချိန်သွား၉ချိန်သွားပြီလို့ရှင်အာနန္ဒာကိုပြောတယ်အာနန္ဒာငါကဝမ်းချုပ်တာကနည်းနည်းများနေတဲ့အတွက်ဆရာကြီးဇေယျကပြောသလို၁၀ချိန်တော့သွားမှာမဟုတ်ဘူးရေချိုးမှတစ်ချိန်ကသွားမှာဒီရှီဦးနဲ့တော့မသွားတော့ဘူးပေါ့လေအဲ့ဒီတော့မင်းငါရေချိုးရအောင်ရေပြင်းပေးလို့ပြောတာ မြတ်စွာဘုရားအဲ့လိုပြောတဲ့အတွက်ရှင်အာနန္ဒာကရင်နွေးတည်ပြီးတော့ရင်နွေးနဲ့ရေအေးလေးနဲ့ကိုယ့်ကိုယ်လိုစက်ပြီးတော့ပြီးတော့မြတ်စွာဘုရားရေချိုးလိုက်တယ်အဲ့ဒီရေချိုးတဲ့အခါကျတော့မှတစ်ချိန်ဝမ်းသွားပြီးတော့1အချိန်30သွားပြီးတော့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်လည်းပဲကောင်းသွားတယ်ယောဂကင်းစင်သွားတယ်တဲ့ယောဂကင်းစင်သွားတဲ့အခါကျတော့မှဆရာကြီးဇီဝကကိုဆရာကြီးပေးတဲ့ဆေးအတိုင်းမြတ်စွာဘုရားဆောင်ရွက်လိုက်တဲ့အတွေ့အခုဝမ်းတော်လည်းသွားပြီးပြီခန္ဓာကိုယ်လည်းပဲကျန်းမာသွားပြီလို့ ဇီဝကကိုတွားပြီးတော့ရှင်အာနန္ဒာကအကြောင်းကြားအကြောင်းကြားတဲ့အခါကျတော့မှဇီဝကကဗာစိတ်ကူပေါ့တုံးဆိုတော့ဒါမြတ်စွာဘုရားကငါစိတ်ကူပေးပြီးပြီစိတ်ကူပေးပြီးလို့ရှိရင်စေးစရာကယောဂကုတဲ့သူစီကဒါပစ္စည်းတောင်းရသမီးရာစမြက်လေဟိုစေးဘိုးကစေးဘိုးပေါ့နော်တောင်းရစမြက်ရှိတယ်အဲ့ဒီတော့ငါမြတ်စွာဘုရားကိုတော့ စုတခုတော့ငါသွားတောင်းမယ်ပေါ့။ဒါတောင်းမယ်သူစိတ်ကူးပေါက်တာ။ကျိုက်စီဝကကအဲ့ဒီစုကဘာစုတောင်းမှာတော့လို့ဆိုတော့သူ့မှာ အမတန်အဖိုးတန်နဲ့ပြိဝီတိုင်းပြည့်မဆိုးအဆုံလို့တော့ရှေးရဆရာတော်ကြီးတွေဘာသာပြန်တာပေါ့။သူတို့အိန္ဒိယဝစ်စုံတခုသူရတာ။အဲ့ဒီဝစ်စုံကလည်းပဲဘလောက်တန်တုံးဆိုရင်အဲ့ဒီဝိဇုံတဇုံရဲ့တံပိုးဟာတိမ့်မောင်းများစွာတန်တယ်အဲ့ဒီခေတ်ကကွာ သိရှိတယ်နော်သူကသီဝိတိုင်းပြည့်လို့တော့သူကဆိုတာပေါ့သီဝိရကဒုဒ္ဒယုဂံလို့ခေါ်တာသီဝိတိုင်းဆိုတာကခုအိန္ဒိယမြေပုံကိုကြည့်မယ်လို့ရှိရင်အနောက်မြောက်ဒေသပေါ့အခုဟိုပါကစ္စတန်မြောက်ဖြားလောက်မှာကြာတယ်တော့သီဝိတိုင်းပြည့်ဆိုပေမဲ့လို့သီဝိတိုင်းကထွက်တာတော့မဟုတ်တော့ဘူးသီဝိတိုင်းကရတာကိုသူပြရတယ်အဲ့ဒီ ဝိဆုံရရရင်အထုပ်ပတိအလဲရှေကြီးသူကအရှေကြီးဆိုတော့အဲ့ဒါတွေကိုနည်းနည်းဖြတ်ပြောမယ်။သူကဥစ္စေနေပြီကသန္ဓပိဇောတာမင်းယောဂဖြစ်တယ်။သန္ဓပိဇောတာမင်းကအမတာစိတ်တူတယ်မင်းအဲ့ဒီမင်းကသူ့ယောဂကိုသူ့တိုင်းပြည်မှာရှိတဲ့ဆေးဆရာတွေနဲ့ကိုယ်တော့ဘလို့မှမပြောင်းဘူး။မပြောင်းတဲ့အခါကျတော့ဆရာကြီးဇေဝကကဒီကမာကတာတိုင်းကဗိမိတာရမင်းရဲ့တိုင်းပြည်ကကိုယ်တိုင်းပြည်ချင်းမတူဘူးလေ။ သူတငယ်ချင်းလည်းဖြစ်ရင်းနှီးတဲ့ဗမိတာရာမင်းတွေကိုအထောက်တော်တမန်လွှတ်လိုက်တာငါကျုံးလုံးကျုပ်ရဲ့နိုင်ငံမှာရှိတဲ့စည်းစရာတွေနဲ့ကိုတော်ကျုပ်ယောဂါမပြောင်ဘူးအဲ့ဒီအရှင်မင်းကြီးရဲ့အတိုင်းပြည်မှာဆရာကြီးဇီဝကနာမည်ကြီးစေကုကုန်နဲ့အဲ့တော့ဆရာကြီးဇီဝကနဲ့စေကုရှင်ပါတယ်ဆရာကြီးဇီဝကကိုလွှတ်ပေးပါဆိုတော့ဗမိတာရာမင်းကသိတယ်ဒီမင်းကစိတ်တူလိုက်တယ်သောတာအာကြီးတယ်ကာယမသိရင်သူကတတ်တတ်တယ်လူအဲ့တော့သူစည်းစရာတတ်ခါရရင်သူဆုံးရှုံးမှရှင်တယ်မလို့ဥစား နောက်တော့မှဆရာကြီးစီဘက်ကကိစ္စမရှိပါဘူးရှင်မင်းကြီးလွတ်တာလွတ်ပါကျွန်တော်ညံနဲ့ကျွန်တော်လွတ်အောင်လုပ်ပါမယ်ဆိုပြီးတော့သာနာပိဇောတာမင်းကိုတူတူပြောရရင်တော့လိမ့်ပြီးတော့ဈေးကုလာခဲ့ဈေးကုပြီးတော့ထွက်ပြေးလာခဲ့ရတာသူကသူ့တမဆိုလို့ထွက်ပြေးလာခဲ့ရတာထွက်ပြေးပြီးတော့သူလည်းဒီဘက်အတိုင်းပြေရောက်ရောယောဂပြောက်သွားဈေးကတခါတခွန်းနဲ့တက်ခဲ့တာဈေးတခွန်းတက်ခဲ့တာပြောက်သွားဈေးနဲ့တက်ပြီးရောပြောက်သွားတဲ့ခါကျတော့ဂျေဆုတင်တယ်အဲ့ကျအစတော့ကတော့စိတ်တူပြီးတော့တမ်းမလွတ်လို့လား နောက်ပိုင်းကျတော့ယောဂပြောလို့ဆရာကြီးစီဘကကိုကျေးဇူးတင်တယ်ကျေးဇူးတင်တဲ့အတွက်ဆေဘဟိုညံပူဆိုခြင်းပါတယ်ကြောက်ကြပါဆိုတော့အာမကြွတော့ဘူးဆရာကြီးစီဘကမသွားရဘူးဗမိတရမေကလည်းမလွတ်တော့ဘူးအဲ့ဒီလိုဆိုလို့ရှိရင်လည်းပဲအဲဆေဘအနေမယူလက်မယူဘူးဆိုလို့ရှိရင်ကျွန်တော်မှအမတန်မွန်မြတ်တဲ့သေဝီတိုင်းဖြစ်တဲ့ဟိုဝတ်စုံကြီးရှိပါတယ်ဘိုးဟိုအမတန်ထိုက်ပါတယ်ကျွန်တော်တော့မှမဝက်ပါဘူးအဲ့ဒါကြီးကိုဆရာကြီးစီဘကကိုဆေဘ လက်ဆောင်ပေးပါတယ်ဆိုပြီးတော့တမန်နေလှုပ်ပြီးတော့အဲ့ဒီမကရာတိုင်းကိုပို့လိုက်တာနဲ့ဝိဆုံကြီးကဇီဝကလည်းထက်ရောက်လာတယ်။ဆရာကြီးဇီဝကကအဲ့ဒီတိဝိတန်ပြည့်ဝိဆုံအကောင်သားကြီးကိုကြည့်ပြီးတော့ဒါကြီးကငါလည်းဝတ်လို့မဖြစ်ဘူးငါနဲ့လည်းမတန်ဘူး။ဒီဝိဆုံနဲ့တန်တဲ့သူကဆရာလိုက်လို့ရှိရင်မြတ်စွာဘုရားနဲ့မကရာတိုင်းပြည့်ဘရင်ဗိမိတရာမင်းနဲ့သူတို့နှစ်ယောက်ပဲတန်တယ်ဒီနောက်ပုဂ္ဂိုလ်နှစ်ဦးနဲ့ပဲဒီဝိဆုံနဲ့တန်တယ်။အဲ့တော့မြတ်စွာဘုရားကငါအရင်ရှောက်ကြည့်အောင်မယ်။ရှောက်လို့မြတ်စွာဘုရားလက်ခံရင်တော့မြတ်စွာဘုရားကိုလှူမယ်။ ်ရသော်ဘုရားလက်မှတ်ခံမှုဆိုရင်တော့ငါဗိမိတ္တရာမင်းကြီးကိုဆက်ကမယ်သူအဲ့လိုစိတ်ကူးရှိတာတယ်စိတ်ကူးရှိတာတဲ့ကကြတော့အခုမြတ်စွာဘုရားကိုဝမ်းလို့စင်းနဲ့ကုလိုက်တဲ့အတွက်ယောဂပျောက်သွားတဲ့ကကြတော့ဒါမြတ်စွာဘုရားကြီးကတခုခုတော့တောင်းရတော့မှာဆိုတော့အဲ့ဒီဝိစုံကြီးလှူကျင်တာအဲ့ဒီဝိစုံကြီးကိုလက်ခံဖို့သူတောင်းတာဒါပဲအဲ့ဒါကိုနော်ဝရယာစနကန္ဓာလို့ခေါ်တာပေါ့ဆူတောင်းတဲ့အခါဆိုတော့အဲ့ဒီမှာအကြောင်းကိုသူသွားတယ်ဝိစုံကြီးလည်းယူသွားတယ် ယူပြီးတော့မြတ်စွာဘုရားကျမ်းပါပြီယောဂပြောက်ပြီဆိုတာကိုသွားမေးပြီးတော့ကြည့်ပြီးတော့မြတ်စွာဘုရားကျမ်းပါပါပြီလားဘုရားအေးငါဘုရားကျမ်းပါပြီကောင်းသွားပြီမင်းစေးသောမင်းစေးသုံးလိုက်တဲ့အတွက်ပေါ့နော်တောက်တယ်လို့တော့မပြောအောင်သူကနှာခေါင်းနဲ့ရှူတာဆိုတော့အဲ့ဒီလိုဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားကိုတပည့်တော်စုတစ်ခုတောင်းကျင်ပါတယ်တဲ့မြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကဖရာတို့မြည်သည်စုတောင်းလို့ရှိရင်တောင်း ကြောင်းတောင်းကျင်တာတောင်းပေးမယ်လို့အဲ့ဒီလိုပြောရုံးထုံးစာမရှိဘူးအဲ့ဒီစကားလေးပါတယ်ဒီစကားလေးကအတော်ဒိဗေရှိတဲ့စကားလေးဒါမှမဟုတ်ဒီစကားလေးကိုဒီစကားလုံးလေးရဲ့တန်ဖိုးရှိမှန်းကိုဒီကနေ့ဒီဘုန်းကြီးရောလူရောမမနိုင်ငံမှာသတိမထားမိကြဘာလို့လဲဆိုတော့မထားမိလို့ဖရားဒီတောင်းနေကြတာဖရားကအဲ့လိုမပေးဘူးစုပေးလို့ရဘူးတဲ့ဖရားတို့မြည်တယ်နော်စုတောင်းမယ်ဆိုရင်တောင်းကျင်တာတောင်းကွာလို့ပြောလို့မပြောလို့မရမပြောဘူးနော်မပြောဘူး အဲ့လိုအဲ့လိုမြတ်စွာဘုရားကပြောတဲ့အခါကျတော့ဇေဇာကြီးဇေဝကကဘယ်လိုပြောတော့ဆိုတော့တပည့်တော်တောင်းမဲ့ဆုဟာမြတ်စွာဘုရားအနေနဲ့လည်းပဲပေးမယ်ဆိုရင်ပေးနိုင်တဲ့ဆုဖြစ်ပါတယ်အပြစ်လည်းမရှိတဲ့ဆုဖြစ်ပါတယ်ဘုရားလို့အဲ့လိုလျှောက်ရတာအဲ့ဒီလိုလျှောက်တော့မှမြတ်စွာဘုရားကအေးအဲ့ဒီလိုဆိုရင်ကမင်းလူကျင်တဲ့ဆုကိုလျှောက်ဆိုတော့မှတပည့်တော်မှာသန္ဓပိဇောတမင်းကစေကူးလို့ယောဂပြောက်တဲ့အတွက်စေဘဝါကပူဇော်တဲ့အနေနဲ့အမတန်ကောင်းတဲ့ အဖို့သိမ်းပေါင်းများစွာထိုက်တန်တဲ့ဝိသုံကြီးတခုရှိထားပါတယ်။သူကအဝါရောင်ရွှေရောင်လို့ပြောတာ哦။အဲ့ဒါကြီးကတပည့်တော်နဲ့လည်းမတန်ဘူးမြတ်စွာဘုရားကိုတပည့်တော်မြတ်စွာဘုရားခွင့်ပြုမယ်ဆိုရင်အဲ့ဒီဝိသုံကြီးကိုမြတ်စွာဘုရားကိုလှူခြင်းပါတယ်။မြတ်စွာဘုရားကဒဂရကမတွေလှူတဲ့သင်္ကန်းကိုအလှူခံခွင့်ပြုတော်မူပါ။ဒဂရကမတွေလည်းကုသိုလ်တိုးပွားအောင်သင်္ကန်းလှူခွင့်ရအောင်။အဲ့ဒါလေးကိုတော့ယင်တပည့်တော်ကိုတနာတော်အပြည့် ်ဒဂရကမတိလူတဲ့သင်္ကန်းကိုမြတ်စွာဘုရားနဲ့တကွာယဟန်တန်ဃာတော်တွေဝိယုံဝင့်ရအောင်ဖွင့်ပြတော်မူပါလို့ရှားစုဘကလျှောက်အဲ့ဒီလျှောက်လိုက်တဲ့ခါကျတော့မှမြတ်စွာဘုရားကယဟန်တော်တွေကိုပြောပြီးတော့ခြေသားတို့ဒီကနေ့ကစပြီးတော့ဒါရကတို့လူတဲ့သင်္ကန်းကိုလည်းပဲဝိယုံသုံးဆောင်ခွင့်ငါပြုတယ်ဝင်းဒီတဲ့အညီချုပ်ထားတဲ့သင်္ကန်းဖြစ်လို့ရှိရင် ဒဂရကမလူတဲ့သင်္ကန်းကိုလည်းပဲဝေယုံသုံးဆောင်ကောင်းတယ်လို့ဖွင့်ပြလိုက်တဲ့အတွေ့ဖရာနဲ့တကွာရဟန်းတော်တွေကိုဒဂရကမတွေသင်္ကန်းလှူခွင့်ရခဲ့တယ်တဲ့ဟောဒီတော်ပါတယ်လေနော်အဲ့တော့ဒီဒဂရကမတွေသင်္ကန်းလှူခွင့်ရတာဟာခွန်လာကပြောခဲ့တဲ့ဇကားဆိုရင်မြတ်စွာဘုရားဘုရားဖြစ်ပြီး20လောက်ကြာမှရတာအဲ့ဒီဟိုဘက်တုန်းကရဟန်းတွေရောဖရာရောဒဂရကမလှူတဲ့သင်္ကန်းမဝေဘူးကိုယ့်ဟာကိုယ်သင်္ကန်းရှာဝဲတာဗျနော် ေးအဲ့ဒါမြတ်ဆရာကြီးဇီဝကရဲ့ဂျေဇူးကြောင့်တန်ဃာတော်တွေကို သင်္ကန်းလှူခွင့်ရတာသင်္ကန်းဒါနကောင်းမှုကုသိုလ်ပထမဆုံးသာသနာမှာ ဖြစ်ပေါ်လာအောင်ဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်ဟာဆေးဆရာကြီးဇီဝကပဲဆရာကြီးဇီဝကရဲ့ဂျေဇူးကြောင့်ဒီကနေ့တရားတော်မှာဒီယန်တန်ဃာတော်တွေကိုဟောလာဝါစုသင်္ကန်းတို့ကထင်သင်္ကန်းတို့စသည်ပေါ့သင်္ကန်းလှူခွင့်ရတာအရင်တော့ကဆိုရင် မရှိခဲ့ဘူး မြတ်စွာဘုရားရဲ့ဝါရလို့ပြောရမှာပေါ့မြတ်စွာဘုရားကဒီတန်ခအဖွဲ့စည်းကြီးရံပိသအဖွဲ့စည်းကြီးဖွဲ့ပြီးတဲ့အခါမှာဒီတန်ခအဖွဲ့စည်းကြီးကတိုင်းသူပြည်သားတွေနဲ့တကွဘယင်းတွေရောတိုင်းသူပြည်သားတွေအပေါ်မှာဝန်တို့ဝန်ဘိုးကြီးမဖြစ်အောင်တမင်္ဂလာကိုဆောင်ရွက်ခဲ့တာတိုင်းပြည်ရဲ့ဝန်တို့ဝန်ဘိုးမဖြစ်စေရဘူးမြတ်စွာဘုရားရဲ့ဝါရက တဂါရကမတွေမလိုခြင်းတို့လွန့်ပြစ်တဲ့အဝတ်စုပ်ကိုကောက်ပြီးတော့မှသင်္ကန်းချုပ်ဝဲရမယ်ဆိုတာကဒါသင်္ကန်းနဲ့ပတ်သက်ပြီးတော့တဂါရကမတွေပေါ်မှာဘဝင်တော့ဝင်ဖို့မဖြစ်တော့နောက်တကသေတ္တပင်ရင်ဝါရပင်ရင်လည်းပဲကြောင်းအမတ်နဲ့သတင်းသုံးပြီးတော့တရားအထုတ်ကောင်းတယ်လို့မေးလိုက်ခြင်းဖြင့်ကြောင်းနဲ့ပတ်သက်ပြီးတော့လည်းတဂါရကမတွေရဟန္တာတွေကအပုက္ကစီရမလိုဘူးတဂါရကမတွေရဟန္တာတွေအတွက်ကြောင်းအဆောင်ဦးနဲ့ပတ်သက်ပြီးတော့ငွေကြေးကုန်ကကုန်ကြခံရမလိုတော့ဘာမှဝင်တော့ဝင်ဖို့မဖြစ်ဘူးသင်္ကန်းနဲ့လည်းမဖြစ်ဘူး ကြောင်းနဲ့လည်းမဖြစ်ဆွန့်ကလည်းပဲသပိန်နဲ့အိမ်ပေါက်ဆွန့်ခံပြီးတော့လောင်းတဲ့အိမ်ကလောင်းမှာပဲမလောင်းတဲ့အိမ်ကမလောင်းဘူးလောင်းတဲ့အိမ်ကရတဲ့ဆွန့်ဆွန့်ရင်းနဲ့ဖုံးပြီးပြီးတော့ရားတရားကျင်းဆုံးအထုတ်ခိုင်းတာဒါကိုကြည့်လိုက်လို့ရှိရင်မြတ်စွာဘုရားဟာဒီတန်ခါအဖွဲ့စည်းကြီးဟာတိုင်းသူပြည်သားတွေအပေါ်မှာဝန်တုံးဝန်ဖို့မဖြစ်စေရဘူးဆိုတော့ဘုရားရဲ့ဝါရအစ်စ်အမှန်ဒါလေးအပေါ်လွင်တယ်ဗျပေါ်လွင်တယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဟာသောသောပိုင်းကသူကိုယ်တိုင်လည်းပဲဆုံးခါစားတယ်ပြိဋိဘံဝေဆံသည့်ဤ နော်သင်္ကန်းလည်းပဲသူကိုယ်တိုင်ပဲပန်းတကူသင်္ကန်းချုပ်ပြီးတော့ဝတ်ပြခဲ့တယ်။ကျောင်းလည်းပဲသူကိုယ်တိုင်ပဲတော်ထဲမှာပဲနေခဲ့တယ်။အဲ့ဒါမြတ်စွာဘုရားရဲ့ဒီတန်ခါအဖွဲစည်းကြီးနဲ့ပတ်သက်ပြီးတော့တိုင်းသူပြည်သားတွေပေါ်မှာထားတဲ့သဘောထားဒီသဘောထားအမှန်ကိုသိမှဒီဘုရားဘာသာဟာတိုင်းပြည်ပေါ်မှာဝင်တော့ဝင်ဖို့မဖြစ်ဘူးဟုတ်လားဝင်တော့ဝင်ဖို့မဖြစ်ဘူးဘုရားဘာသာကြောင့်တိုင်းသူတိုင်းပြည်ဘာမှမဖြစ်နိုင်ဘူးလို့ ဖျားရဲ့ဝါဒကိုလည်းပဲဒီဝတ္ထုကနေစပြီးတော့သိရတယ်။အဲ့ဒီဝတ္ထုကြောင့်လေးကိုကြည့်ပြီးတော့မှဩဆရာကြီးဇီဝကကြည်စုကြောင့်ငါတို့လည်းပဲဒီကနေ့ဝါစုကာလမှာဟုတ်လားဖျားသားတော်ယဟန်တော်တွေကိုဝါစုသင်္ကဆက်ကလှူဒန်းခွင့်ရတာပါလားလို့သိပြီးတော့မှသင်္ကလှူရတဲ့ကောင်းမှုကုသိုလ်မိမိတို့မှာပြုရတယ်။အဲ့ဒီသင်္ကလှူရတဲ့ကောင်းမှုကုသိုလ်ကလည်းပဲတာမန်ကုသိုလ်မဟုတ်ဘူးယား အဲ့ဒီလိုသင်္ကန်းလှူဖို့မှ နောက်တစ်ချိန်မှာဒီဘုရားသာသနာဖြစ်ဖြစ်ပေါ့ဒီဘုရားနဲ့မကြွ့လို့ရှိရင်လည်းပဲနောက်ဘုရားနဲ့ကြွ့မဆိုရင် နောက်ဘုရားနဲ့တွေ့တဲ့အခါမှာယဟန်ဝတ်ခွင့်ရတာတဲ့เนาะဒါမှမဟုတ်လို့ရှိရင်မရဘူးဒါကြောင့်မို့လို့အဲသာသနာနဲ့ကြုံတုံသင်္ကန်းလှူဖို့တဲ့ကောင်းမှုကုသိုလ်လေးလည်းပဲပါသွားလို့ရှိရင်နောက်တစ်ချိန်မှာမိမိသင်္ကန်းဝတ်ခြင်းလို့ရှိရင်လွယ်လွယ်ကူကူနဲ့ယဟန်ပြုနိုင်တယ်ဘုရားလက်ထက်တုန်းကအဲ့ဒီလိုကုသိုလ်မပြုခဲ့ဘူးတဲ့အတွက် ယဟန်ဝိချင်ပါလေရဲ့နဲ့ယဟန်မိုးရတဲ့ပုဂ္ဂိုလ်တွေရှိခဲ့တယ်။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့သင်္ကန်းလူတဲ့ကုသိုလ်မပါလို့တဲ့နော်။အဲ့ဒါကြောင့်မလို့သင်္ကန်းလူတဲ့ကုသိုလ်လေးရလည်းပဲအကျိုးကြီးတယ်။အဲ့ဒီအကျိုးလေးကိုသိပြီးတော့ဒီကနေ့ငါတို့ဝါဆိုသင်္ကန်းကိုလှူဒါန်းရတယ်လို့ဝမ်းမြောက်ဝမ်းသာနဲ့ရည်သေးချရမှာနော်။